အားလုံးပဲမင်္ဂလာပါရှင်ကိုကြီးကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေပြည့်စုံကြွယ်ဝလူတရရတဲ့ဘဝကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းမြတ်တာများဥစွာပထမပို့တာပေးပါရရှင်ဒီနေ့အားဆိုလို့ရှိရင်စိတ်ချမ်းသာပြီးတော့ကြွယ်ဝချမ်းသာတဲ့တတိပေါင်းများစွာထွက်ပေါ်စေသော ပွဲတော် Live with Avenance ပြည့်စုံကြွယ်ဝလူတရရစေသောပွဲတော်လေးကိုဖွင့်လှစ်ပေးထားသော အချိန်အခါရဲ့တတိယမြောက်နေ့ကိုရောက်ရှိလို့လာပြီးဖြစ်ပါရရှင်အရောတိချေပွဲတော်တဲကိုတက်ရောက်နေတဲ့သူများရှိပါသလားရှင် တချေယခုလက်ရှိဖွင့်လက်ထားတော့ပြည်စုံကျော်ဝါလူတရပွဲတော်ကိုတက်ရောက်နေတဲ့သူများရှိပါသလားရှင်တက်ရောက်နေတဲ့ဆိုရင်တချေယယခုပွဲတော်ကိုတက်ရောက်နေပါတယ်ဆိုပြီးတော့ comment လေးမှာရေးသွားပေးပါနော်ပြီးလို့ရှိရင် awareness coach မတနာမိသားစုဝင်အဖြစ်ခံယူပြီးတဲ့နေ့မှစလို့စည်းဝါးဥစ္စာယတနာများစတင်တိုးပွားလာခဲ့ပါတယ်ကံတွေကောင်းလာခဲ့ပါတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုရေးသွားပေးပါနော် မိမိအမှန်တကယ်ခံစားရသောအကြောင်းအရာလေးကိုရှင်းသွားပေးပါ Awareness Coach ပတ်တနာမိသားစုဝင်အဖြစ်ခံယူပြီးတဲ့နေ့မှစလို့စီးပွားဥစ္စာရတနာများဘယ်လိုမျိုးတိုးွားခဲ့တယ်ကံတွေကောင်းခဲ့တယ်ဆိုတာကိုရှင်းခဲ့ပေးပါတော့အဲ့တော့ဒီချဲ့ရဲ့မိသားစုဝင်တွေကတော့မိုးလင်းလာတဲ့အလှပြုတယ်ကုသိုလ်ကောင်းမှုတွေပြုကြတယ်တီလာတွေစောက်တည်ကြတယ်ဒီချဲ့နှစ်ဆင်နှစ်တိုင်းအဋိဌာန်တင်ပြီးလိရှိတော့ကျော်ဝါချင်းသာစီတော့18ချက်21ရက်ကိုလုံးကြတယ် တိချဲ့ရဲ့ပညာဒါန live တွေကိုကြည့်ကြရတယ်။တိချဲ့ရဲ့ပွဲတော်တက်ရောက်သူများသည်တိချဲ့ရဲ့မိသားစုဝင်များဖြစ်ကြပါလိမ့်ရှင်။အဲတော့မိသားစုဝင်တွေဒီနေ့ချမ်းသာစေသောတစ္ဆာအဋ္ဌိထံကိုဒီတိချဲ့လုပ်ပေးနေတာဖြစ်ပါတယ်။ Abundance Coach မှတနာမိသားစုဝင်အဖြစ်ခံယူပြီးတဲ့နေ့မှာစလို့ဘယ်လိုမျိုးကံတွေကောင်းလာတယ်ဘယ်လိုမျိုးထူခြားစွာအန်တီရီကင်းနေစီးပွားဥစ္စာရည်ရနာတွေတိုးရတယ်ဆိုတာကိုရေးပြပေးပါ။အဲတချို့ကကြတော့ယခုလက်ရှိမှာပွဲတော်တက်နေပါဗျာเนาะ အဲ့တော့ကွဲတော်တက်နေတဲ့သူများဆိုလို့ရှင်ဒီနေ့နဲ့ဆိုတက်တရမြောင်နေ့ဖြစ်သွားပါပြီကွဲတော်ရဲ့ပထမနေ့ကွဲတော်ရဲ့ဒုတိယနေ့ကွဲတော်ရဲ့တတိယနေ့ကိုတက်ပြီးသွားတဲ့အခါမှာကိုရဘွားမှာစိတ်တချမ်းသာလာပြီးတော့ဘလိုမျိုးကြွယ်ဝချမ်းသာခြင်းဉာဏ်အလင်းနဲ့ပွင့်သွားတယ်ဆိုတာကိုရေခဲ့ပေးပါအောင်နော်မိမိခံစားရသောမိမိတွေးကြုံရသော အဖြစ်မှန်ကိုသာ comment မှာရှင်းပြစေလိုပါတယ်ရှင်ပြီးလို့ရှိရင်အီမန်ကန်သောသစ္စာစကားကိုဆွေးရခြင်းကြောင့် ။ဤမှန်ကန်သောတစ္ဆာစကားကိုဆိုရခြင်းကြောင့်ကျွန်ုပ်သည်အန်ဒီယံများကင်းပါစေ။ကျွန်ုပ်သည်အန်ဒီယံများကင်းပါစေ။ကျွန်ုပ်သည်အန်ဒီယံများကင်းပါစေ။ဤမှန်ကန်သောတစ္ဆာစကားကိုဆိုရခြင်းကြောင့်ကျွန်ုပ်သည်နေ့စဉ်စိတ်ချမ်းသာပါစေ။နေ့စဉ်စိတ်ချမ်းသာပါစေ။နေ့စဉ်စိတ်ချမ်းသာပါစေ။အိမံကံသောတစ္ဆာစကားကိုဆွေရခြင်းကြောင့်ဘယ်အခြေအနေရောက်နေပါစေကျွန်ုပ်သည်စီးပွားဥစ္စာယတနာများကိုလွယ်ကူစွာရရှိသောပုဂ္ဂိုလ်ဖြစ်ပါစေစီးပွားဥစ္စာယတနာများကို လွယ်ကူစွာ ရရှိသောပုဂ္ဂိုလ်ဖြစ်ပါစေ။စီးပွားဥစ္စာယတနာများကိုလွယ်ကူစွာရရှိသောပုဂ္ဂိုလ်ဖြစ်ပါစေ။အဲ့တော့ဒီဒီအဋ္ဌိဌာန်လေးဟာဆိုလို့ရှိရင်ကြော်ဝါချမ်းသာလာစေဖို့အတွက်သစ္စာအဋ္ဌိဌာန်ဖြစ်လို့ဗီဒီယိုလေးကိုထက်ခါထက်ခါလေးတိတိချာချာလေးနားထောင်ပါပြီးရင် comment လေးတွေမှာမိမိရဲ့သစ္စာအဋ္ဌိဌာန်လေးကိုချိုက်ခဲ့ပါဒီလိုမျိုးလှုပ်ခြင်းအပြင်2025ကာလတစ်လျှောက်လုံးမှာပြန်လည်ပြီးတော့စိတ်တည်ချမ်းသာလာပြီးတော့စီးပွားဥစ္စာယတနာတွေများစွာတိုးချမှာဖြစ်ပါလေရှင်